အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်လင်းခင်ဗျကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်တရေချက်လက်တင်နဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထား channel မျိုးစုတဲ့အနေနဲ့ short term long term ဘယ်လို plan တွေထားရှိအောင်လဲဈေးကွက် data ရှင်တွေကဘယ်လိုရှိနေလဲပြီးတော့ကျွန်တော်တို့အတွက် tip တွေ target တွေကဘယ်လိုရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဗီဒီယိုမှာနားလည်မယ်ပေါ့နော်ဒါပထမဆုံးကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုတော့38000 38000ဒီကြားထဲမှာရှိနေတာတွေ့ရမှာဖြစ်တဲ့ ETH ဆိုရင်2900 2800ပေါ့နော်ဒီကြားထဲမှာရှိနေတာကျွန်တော်တို့တွေ့ရတယ်ပေါ့ PNB Solana Torch HRP TRX FS ADA BCH LTC ICP .NIA APT ပေါ့ဒီကွန်ရလဲဒါ downside မှာရှိလာတဲ့အနေထားပေါ့နော်ကျွန်တော်ဒါ weekly closing လဲနှီးလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအာ downside ကတော့ set ပြီးတော့လဲနည်းနည်းရှိနေမဲ့အနေထားမှာရှိရပေါ့နော်ဆိုတော့ set ပြီးတော့ကျွန်တော်ဒါ BTC ရဲ့ဒါ chart pattern တွေကိုတစ်ချက်လောက်နားလည်အောင်ပေါ့နော်ကျွန်တော်ဒီမှာ BTC ရဲ့ core chart ကိုတစ်ချက်လောက်ကြည့်ကြည့်မှာဆိုရင်ဒီကနေစပြီးတော့ကျွန်တော်ဒါ trend back ကိုမှုဖြစ်နေခဲ့တာပေါ့နော် ကျွန်တော်ဒါအပန်းဘက်ကိုမှုဖြစ်နေခရာဟာဟာဟာလို့ပတန်နေနေနဲ့ဘာလို့အရင်ကျွန်တော်ဒေါင်းတန်းလုံးကဆိုရင်ဒါ lower low lower high ပတန်နေနေနဲ့ကျွန်တော်ဒါ down side ကိုရောက်ခဲ့ပြီးတော့ဒါဒီကနေစပြီးတော့ plan ကိုစခဲ့တာပေါ့နော်အရင်တော့ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့မှ3000 3000 4000ဆိုတော့ DNT plan မှာ DNT မှာကျွန်တော်ဒါ NTU ထားတဲ့သူတွေအနေနဲ့ဆိုရင်လက်ရှိဆိုရင်လည်းဒါ profit ထဲမှာရှိနေမှာပေါ့နော်ကျွန်တော်အရင်တော့ target ဆိုရင်တော့3000 1000ဆိုတဲ့ target ရှိခဲ့တယ်အဲ့ဒါကိုလည်းကျွန်တော်ဒါ achieve လုပ်နိုင်ခဲ့ပြီပေါ့ဆက်ပြီးတော့လည်းကျွန်တော်ဒါ ဖက်ရှင်ကြီးအနေနဲ့ကျွန်တော်ယူမယ်ဆိုရင်3600 3900ဘောနော်ဒီဝင်းကျင်မှာကျွန်တော်ဖက်ရှင်ကြီး small margin low leverage long back guarantee တခုယူထားလို့ရမယ်ဘောနော် PTC ကကျွန်တော်ဒါ3900 3800ဆိုတော့ကျွန်တော်ရဲ့ဒါ register ကိုပြန်ပြီးတော့ဒါ retest လုပ်နေတဲ့အနေထားမှာရှိရယ်ဘောနော်ဆိုတော့ဒီနားလေးမှာကျွန်တော်ဒါအာပြန်ပြီးတော့ retest လုပ်နေတဲ့အနေထားနေပြီးတော့ကျွန်တော်ဒါဒီ3900 3800ကို SS code ကျွန်တော်တို့ယူနိုင်မယ်ဆိုရင်တော့ဒီကနေစပြီးတော့ကျွန်တော်ဒါ recovery ကိုပြန်ပြီးတော့မြင်ရမှာဖြစ်တယ်ဘော တော့ကျွန်တော်တို့ daily ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော်ဆိုတော့ daily ရဆိုရင်လည်းကျွန်တော်ဒီမှာဒီကနေစပြီးတော့ကျွန်တော်က plan back ကိုမှုဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်ဟာဟာဟာလို့ pattern တွေအနေနဲ့ပေါ့နော်အရင် down trend တော့ကျွန်တော် lower to lower high pattern တွေအနေနဲ့ကျလာခဲ့တာဒီဘက်ဆိုရင်ကျွန်တော်ဒါ plan ကိုမှုဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနားလေးမှာလည်းကျွန်တော် down side တစ်ခုတွေ့ခဲ့ရတယ်ပေါ့နော်ဆက်ပြီးတော့လည်းဒီမှာကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးဒီကွက်က down side back ကိုပြန်ရောက်လာနေတဲ့အနေထားမှာရှိရကျွန်တော်ဒီ candle က3900အောက်ကိုပြိမ့်မယ်ဆိုရင်တော့ကျွန်တော်ဒါဈေးကွက်မှာ နည်းနည်းလေး downside ပြန်ပြီးတော့ရှိလာမယ့်အနေအထားမှာရှိရပါတော့။တကယ်လို့ကျွန်တော်ဒီမှာ38000 38000ဓာလီမှာပဲကျွန်တော်ဒါ hard 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 လို့ pattern တွေအနေနဲ့ form ဖြစ်မယ်ဒီနားလေးကိုကျွန်တော်ဒါ SS put ယူမယ်ဆိုရင်တော့ဒီကနေစပြီးတော့ကျွန်တော် recovery ဖြစ်နိုင်တယ်။တကယ်လို့ recovery ဖြစ်ပြီးဆိုရင်တော့ကျွန်တော်အထက်မှာ target တွေအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော် short term ကတော့33000ပဲပေါ့နော်။ပြီးရင်တော့ဟိုဘက်ကို33000ပြန်တော့ကျွန်တော်ဒီ bull market တွေအတွက် comment ထားကြတဲ့ target တွေပေါ့နော်3400အနေစပြီးတော့3400ထိပေါ့နော်ကျွန်တော်ဒါ အာတဖြည်းဖြည်းနဲ့ chip လောက်သွားဖို့ရှိမယ်ပေါ့တကယ်လို့ကျွန်တော်တို့ဒီ candle ကကျွန်တော်ဒါ3900အောက်ကို close ပြစ်ပြီးတော့မှ set ပြီးတော့ကျွန်တော်တို့ဒါ down side ကိုရောက်လာမယ်ဆိုရင်ကျွန်တော်ဒီမှာ3900 3600ပေါ့နော်ဒီကြားထဲမှာဒီယူထားတဲ့သူတွေအနေနဲ့ကျတော့ကျွန်တော်ဒီ second hand DC ရဲ့အနေနဲ့ကကျတော့ကျွန်တော်ဒီ9000 9000ကနေပြီးတော့9000 9000ကနေပြီးတော့9200ပေါ့နော်အဲ့အောက်ကိုရောက်မှာပဲကျွန်တော်ဒါ second hand DC ရဲ့အနေနဲ့ပြန်ယူမယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်ဒါ daily ရော အာကျွန်တော်ဒါပွားပါရအောင်လက်ရှိတရတော့ကျွန်တော် apprent ဘက်မှာရှိနေတယ်ဆိုတော့ဒီနားလေးမှာကျွန်တော်နည်းနည်းလေးတတိထားမှအတိထားရှိရပါတော့ဆိုတော့ဆက်ပြီးတော့ကျွန်တော်ဒါ weekly ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော် weekly ရကြည့်မှဆိုရင်ကျွန်တော်ဒီကနေစပြီးတော့ apprent ဘက်ကို move ဖြစ်နေခဲ့တာဒါ hard 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 လို့ pattern ရအနေနဲ့ကျွန်တော်ဒါအထက်ဘက်ကိုကောင်းအောင် move ဖြစ်နေတာတွေ့ရလိမ့်မယ်ပေါ့နော်ဒီနားလေးမှာကျွန်တော်ထပ်ပြီးတော့တစ်ခေါက်လောက် end တစ်ခေါက်လောက်ကျွန်တော်ဒါ down side ကို face လုပ်ခဲ့ရတယ်ဆိုတော့ဒီကနေပြန်ပြီးတော့လည်းကျွန်တော် recovery ဖြစ်ခဲ့တာပေါ့နော် recovery ဖြစ်တဲ့ weekly လည်းမနေဘူးပေါ့ တကယ်လို့ကျွန်တော်ဒီ candle ကကျွန်တော်ခုနပြောထားတဲ့အတိုင်းပေါ့နော်တသိန်း9000အောက်ကို close ဖြစ်မယ်ဆိုရင်တော့ဒီနားလေးမှာကျွန်တော်ဒါ downside တစ်ခုတွေ့ရလိမ့်မယ်အဲ့ downside ကကျွန်တော်ပြောမယ်ဆိုရင်9000ကနေပြီးတော့9000 2000ထိလဲရောက်နိုင်တဲ့ဒီထားမှာကျွန်တော်ရှိမယ်ပေါ့နော်တကယ်လို့9000ကနေ9000 2000ထိရောက်ခဲ့မယ်ဆိုရင်တော့မှကျွန်တော်အဲ့ဒီမှာ second hand GT စေလို့မယ်ဒီစကွက်ကတော့ထပ်ပြီးတော့အဲ့ကနေထားပြီးတော့လဲကျွန်တော်ဒါ recovery ဖြစ်နိုင်တဲ့ chance မြင်ရတယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ဒါ core capital လက်နိုင်တယ် ရေရှည်အတွက်လည်း hold hold ထားနိုင်တယ်ဆိုရင်တော့ဒီလက်ရှိ current price နဲ့လည်း small margin low leverage document ကို entry တစ်ခုယူထားလို့ရမယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်လက်ရှိဒါ BTC ရဲ့ daily ရရောကျွန်တော်ဒါ weekly ရရောဒါ four hour ရရောကျွန်တော်ဒါလက်ရှိ chart တွေရမြင်နေရတဲ့အနေအထားဖြစ်တယ်ပေါ့နော်အာဒါဆက်ပြီးတော့လည်းဒါ BTC video နဲ့ပတ်သက်ပြီးတော့နားမလည်တာရှင်လည်းကျွန်တော် comment ချန်ထားလို့ရတယ်အာကျွန်တော် Telegram မှာလည်းလာမေးလို့ရမယ်ပေါ့နော်အာဆိုတော့ကျွန်တော်ဒါ Telegram မှာ join မယ်ဆိုရင်တော့ကျွန်တော်ဒါ premium channel မှာတော့ကျွန်တော်ဒါ signal နဲ့ပတ်သက်တာတွေပေါ့နော် တော်ဝယ်တဲ့နကွာလေး short long ပေါ့နော်ဒါနှမျိုးလုံးကိုကျွန်တော်ပေးတာရှိရပေါ့အဲ့ကို join ပြီးတော့ကျွန်တော်နဲ့အတူတူဒါ swing trade ကိုဒါထွက်ယူလို့ရမယ်ပေါ့နော်အဲ့တော့ဂနေဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်